ဗီယက်နမ်ခီးစဉ်မိထားတဲ့ဧည့်သည်တွေအတွက်တောင်မြောက်အလယ်အပြင်စပါပေါ်ပါတဲ့9ညရှိရခီးစဉ်လေးဆိုလို့ရှိရင်တော့တဦးကို1290 USD ပဲကျသင်းမှာဖြစ်ပါတယ်ဗျာခီးစဉ်ထွက်ခွာမယ့်နေ့လေးကဒီဇင်ဘာ18ကနေပြီးတော့25ရက်နေ့ထိဖြစ်ပါတယ်ခင်ဗျာဒါနန်းဝေယံအပြင်ဟန်နွိုင်းနဲ့ဟလောင်းပေပါတဲ့9ညရခီးစဉ်လေးရဆိုလို့ရှိရင်တော့ဒီဇင်ဘာ23ရက်နေ့29ရက်ထွက်ခွာမှာဖြစ်ပြီးတော့တဦးလေရင်155 USD ပဲကျသင်းမှာဖြစ်ပါတယ်ဗျာ စပါမိထားတဲ့ဧည့်သည်တွေအတွက်ဆိုလို့ရှိရင်ဒါနန်းဝီယန်အပြင်ကျွန်တော်စပါပါပါတယ်ခီးစင်လေး9ညရက်6ရက်ကိုဒီဇင်ဘာ24ရက်နေ့ပြီး29 NFT ဖြစ်ပါတယ်တူဦးလျင်935 USD ပဲကျစင်မှာဖြစ်ပါတယ်ဗျာမလေးရှားတည်သက်မိထားတဲ့သူတွေအတွက်ကွာလာလမ်ပူး၊ကန်နေဟိုင်းလန်းနဲ့ကင်မရွန်ပြည်နံပါတဲ့9ညရက်6ရက်ခီးစင်လေးကိုဒီဇင်ဘာ25ရက်နေ့ပြီး30ရက်နေ့ဒီထွက်ခေါမှာဖြစ်ပြီးတော့တူဦးလျင်950 USD ပဲကျစင်မှာဖြစ်ပါတယ် လူကြိုက်အများဆုံးခီးစနေတဲ့ကတစ်ခုဖြစ်တဲ့မလေးရှား၊အင်ဒိုနီးရှားကဗဒန်အပြင်စင်ကာပူပါပါတယ်။ငါးညရဲ့6ရက်ခီးစဉ်တစ်ခုဖြစ်တဲ့သုံးနိုင်ငံခီးစဉ်လေးဆိုလို့ရှိရင်တဦးလိရင်1280 USD ပဲကျတဲ့မှာဖြစ်ပြီးတော့နယူးယောက်ကနောက်ကမှထောက်ခါမှာဖြစ်ပါတယ်ခင်ဗျ။ခီးစဉ်လေးက20ခွန်ဒီဇင်ဘာနေ့ပဲကျတဲ့ဒီနေ့ January ဖြစ်ပါတယ်။ဘာလီခီးစင်မိထားတဲ့ဧည့်သည်တွေအတွက်ဘာလီနဲ့စင်ကာပူပေါင်းထားတဲ့နှစ်နိုင်ငံခီးစင်တွေကို ဒီဇင်ဘာ29ရက်နေ့ပဲကျော် January 2ရက်နေ့မှာပြောင်းမှာဖြစ်ပါတယ်ခင်ဗျခီးစဉ်လေးရဆိုလို့ရှိရင်တော့6ရက်9ရက်ခီးစဉ်လေးဖြစ်ပြီးတော့တူဦးလေးရင်1395 USD ပဲကျတဲ့မှာဖြစ်ပါတယ်ခုလိုပြပြပေးသွားတဲ့ခီးစဉ်လေးတွေထဲမှာဒီဇင်ဘာခီးစဉ်လေးတွေမှာစိတ်ပါဝင်စားတဲ့ခီးစဉ်လေးတွေရှိရဆိုလို့ရှိရင်ကျွတ်တင်စင်ပေးတွင်မို့ဖြစ်ခေါ်လိုက်ပါတယ်ရှင်